စစ်ကောင်စီကမန္တလေးခေါ်ဝင်စိတ်ကမ်းမှာစီးရရင်အစုအဖွဲ့25စီးကိုကန့်ကတ်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။မန္တလေးခေါ်ဝင်စိတ်ကနေပေပင်စိတ်ထိတင်မော်စိတ်ခွန်မော်တော်ဘုတ်တိုက်ရရင်အပါ25စီးကိုစစ်ကောင်စီကထွက်ခွာဖို့အတွက်ဇွန်လ29ရက်နေ့ကပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။အခုထိတော့အဲဒီစီးရရင်အစုအဖွဲ့ဟာရွှေကူကိုတက်မယ်လို့သတင်းရထားပါဗျ။ ပထမစီးရင်တန်းကစကိုင်းဘက်ဝင်သွားတာဆိုတော့အခုစစ်ကြောင်းကရွှေကူဘက်ကိုဝင်မယ်ဆိုတာဖြစ်နိုင်ပါတယ်လို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အဲဒီစီးရင်အစုဖွဲ့ဟာရွှေကူအထိတက်မှာဖြစ်ပြီးရွှေကူမှာကြီးတဲ့ရေးတဲ့အင်အားပြန်လဲစုဖွဲ့အခြေချမဲ့အစီမံတွေရှိနေတယ်လို့သတင်းရင်းမြစ်စီကသိရပါရယ်။ဗမော်မြစ်ချင်းဟာဗမော်နဲ့ရွှေကူကြားမှာရှိပြီး မနစ်ကလည်းစစ်ကောင်စီကလက်နက်ရိက္ခာနဲ့စစ်ကူတွေကိုစီးရင်ရင်နဲ့ပို့ဆောင်ခဲ့ရာတော်လိုင်းတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်စီးရင်ရင်အများစုမိလောင်ပျက်စီးခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကဝါခဲမာမျိုးကနေထွက်လာတဲ့စီးရင်ရင်ဆန်နစီဟာချင်းတွင်းမြစ်တွင်းကိုဝင်ရောက်သွားပြီးနောက်တော်လိုင်းတပ်ဖွဲ့တွေကရှေ့ထွက်မိုင်းတွေနဲ့စီးကျူတိုက်ခိုက်နေတယ်လို့သိရပါတယ်။ အဲ့ဒီစီးရင်တွေဟာသခိုင်းရှိစစ်ကောင်စီစခန်းတွေကိုလက်နက်ရိတ်ခါထောက်ပို့ဖို့အစီအစဉ်ရှိပြီးထီးချိုင်ကတားရွှေကူဘတ်ရှိစစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့ဇွန်လတတိယပတ်ကစတင်ပြီးနယ်မြေရှင်းလင်းစီးရေးလှုံ့ဆော်မှုတွေလှုံ့ဆော်နေတယ်လို့သိရပါဗျ။